ဲခက်နေတာကအဲ့ဒီ lobby တွေရဲ့ပြဿနာအဲ့တော့ lobby တွေကဟိုကတော့ဘာလဲတောင်ပန်းကမ်းပန်းမသိဟဲ့လားကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက်ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြတ်ပြတ်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ် နိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုပြင်ပြောင်းလဲဖို့စ조사နေတဲ့သူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်စစ်တပ်လက်အောက်ကနေရေကောက်ပွဲဝင်ပြိုင်ဖို့စ조사နေတဲ့ပြည်နှလုံးကိုကိုကြီးကစစ်တပ်ရဲ့လော်ဘီတွေဟာတောင်မှန်ကမ်းမှန်းမသိကြဘူးလို့တိုက်ရိုက်ပြောဆိုဝေဖန်လိုက်ပါတယ် မတရားမှုတွေဘောင်းဆောင်လှုပ်ထားတဲ့စစ်တပ်ရဲ့လက်အောက်မှာကိုကိုကြီးကသူ့ကိုယ်သူအမှန်တရားသမားရောင်ရောင်လှုပ်နေပေမဲ့စစ်တပ်နဲ့စစ်လော်ဘီတွေကတော့သူ့ကိုမယုံသင်္ကာစိတ်ရှိကြပါတယ်ကိုကိုကြီးကတခုခုဆိုစစ်တပ်ကိုဓာတ်ရိုက်မပြောရဲတဲ့အခါတိုင်းစစ်တပ်လော်ဘီတွေကိုအစားထိုးပြောဆိုလေးရှိတာကြောင့်လော်ဘီတွေကလည်းကိုကိုကြီးကိုမကျေနပ်ကြပါဘူးအထူးသဖြင့်ကျော်စိုးဦးကျော်မျိုးမင်းတို့ကကိုကိုကြီးကိုမျက်စိတောက်ထောက်ကြည့်နေကြပြီးဘယ်နှစ်ဘာမှမလဲဆိုတဲ့အကွက်ကောင်းကိုရှောင်းနေကြတာပါ ဒီတစ်ခေါက်မှာတော့ကိုကိုကြီးကစစ်လော်ဘီတွေဟာတောင်မှန်ကမ်းမမတိကြဘူးထောင်ကျခံခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်းလေးစားရမှန်းမသိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုသွားခဲ့ပါတယ်ဒါအပြင်စစ်လော်ဘီမီဒီယာအမိခံတွေဟာတက်လို့လောက်တာမဟုတ်ပဲပတ်စံအတွက်ငတ်လို့လောက်တာဆိုတဲ့ပုံစံမျိုးနဲ့သူကဆွဆွဲပြောဆိုသွားခဲ့တာကြောင့်လော်ဘီတွေတခေါလူမိတယ်လို့ဒေါပွားနေကြမှာအမှန်ပဲဖြစ်ပါတယ်။တော်ဖက်ကိုစန့်ကျင်ချေမုန်းကျင်တာနဲ့နိုင်ငံရေးသမားအားလုံးကိုတိုက်ခိုက်တာ အဲ့ဒါတက်တူရွေးကတော်တော်မေတော်ကခဲခဲဆိုတာက ပို့ပြီးတော့ဆိုးတယ်အဲ့ဒါဘာလဲဆိုတော့ဟလာဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျိုးမြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတယ်ပိုင်းကသိတယ်အဲခန့်နေတာကအဲ့လော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းပန်းမသိဟလာကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခမရစဉ်းစားကြည့် အလကားနေထောင်လေးသွားနေတာမဟုတ်ဘူးကိုငယ်ငယ်ရွယ်ရွယ်အချိန်နေမှာကိုကိုကိုကြီးပွားတိုးတက်အောင် လုံနိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုတ်ပြေပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့စထောင်6လအဲ့ဒါနေထက်တိုင်းတစ်ပိုင်းအင်္ဂလိပ်လက်အောက်မှာနိုင်ငံရေးလုပ်တာတခင်ပေါ့စထောင်6လအဲပြန်ပြောရင်ကြီးစရာတောင်ဖြစ်တယ် ခမားတို့အခုခမားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လူရက2084ခုနှစ်ခမားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုချတယ်ရမကြောက်ဘူးမနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထဲမှာအတူတချောင်းတောင်မရှိဘူးအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြက်ပြက်သားသားပဲပြောရလိမ့်မယ်။နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်။ကျွန်တော်တို့ဆန်းဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒီဘက်မှာကဟလာမယုံသင်္ကန်းနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်။အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စ조사နေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်နော်အဲ့ဒါဒါကတော့အစွန်းတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အဓိကကနိုင်ငံမှာနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်အဲ့ဒါနောက်တစ်ခုကျွန်တော်တို့ပါတီမှာဘာလက်နဲ့ကင်အင်အားမှာဓာတ်ရိုက်လည်းမရှိဘူးတွေဝိုက်လည်းမရှိဘူးကျွန်တော်တို့မှာဘာမှလက်နဲ့ကင် အာဂူဝါဒါမရှိဘူး ဲ့တော့ကျွန်တော်တို့ကပြည်သူပဲအားကိုးရမယ်အဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခမရတို့ဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုလုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့တချင်းလဲလွှင့်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့တချင်းကိုခမရတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်ညွန့်ခြင်း မတိနာမလဲခြင်းစည်ရင်နွမ်းပါခြင်းဒီဟုသောအမောင်တိုက်အမောင်တိုက်ကိုဖြိုခွင်းရအဲ့တော့ဘာလဲဆိုတော့အဲကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရေးတွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါဒါသိနေကြည့်အဲ့တော့ပြည်သူတွေဓာတ်ရမှာလည်းပဲဟာလာကျွန်တော်ကဒီနေရာမှာအဓိကပြောချင်တာကပဋိပက္ခမြင်မာတဲ့အချိန်မှာ အစွန်းတရားကြီးကြီးထွားတယ်အစွန်းတရားတွေဆိုတာတစ်ဖက်ကိုတစ်ဖက်အာဂါဒတွေအမုန်းတရားတွေနဲ့တိုက်ချိန်ဖို့ခြေဖြတ်ဖို့ကြိုးစားတဲ့အစွန်းတရားတွေကြီးထွားနေတဲ့အချိန်မှာဟာတယောက်ကိုတယောက်အမြင့်ဖြတ်မယ်တကယ်ပြတ်မလို့ပြတ်ပဲမကျွန်တော်တို့လက်လက်ကန်ပြိပကလွတ်လပ်ရင်းနဲ့အူပေါ်လာတာအနည်း80လောက်နီးတာအဲ့တော့လက်လက်ကန်နီးလဲနဲ့အပြည့်မထွက်ပါဘူးဆိုတာရှင်းတယ်ဒါဆိုရင်နိုင်ငံရေးနီးလဲနဲ့အပြည့်ထွက်သလားဆိုတော့ တကယ်တကယ်လူတွေဖြစ်နေတာကနိုင်ငံရေးနည်းလမ်းကမရတော့ဘူးကွာဆိုတာမျိုးဒီစိတ်ပြက်လက်ပြက်ဖြစ်နေတာဟာနိုင်ငံရေးနည်းလမ်းကြီးတခုလုံးကမောသွားလို့လားနိုင်ငံရေးနည်းလမ်းကိုဆောင်ရွက်တဲ့သူတွေချင်းကပုံချင်းကနည်းတွေလိုအပ်ချက်တွေရှိမနေဘူးလားအဲ့ဒါကျွန်တော်တို့ကတန်သုံးတာပို့တွေ့တယ်အဲ့တော့ကျွန်တော်တို့ကဟာလာနိုင်ငံရေးနည်းလမ်းကိုကျင့်သုံးတဲ့နေရာမှာဘယ်လိုကျင့်သုံးတယ်လဲဘယ်လိုချင်းကတယ်လဲဆိုတာဒီကိုပြန်ပြီးတော့မှန်မှန်ကန်ကန်သုံးတာပို့တွေ့တယ် ်အခုလည်းလည်းပြောရင်အဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့ဒီပြည်ပကတွေမြင်မလာတာနဲ့မြောက်အဲ့စစ်တပ်ကနိုင်ငံရေးမှာပေါ်ဝင်တဲ့ခန်းတံတားကတောက်လျှောက်ကြီးတယ်မြင်ပါလိမ့်အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးပြည်ပကတွေကိုနိုင်ငံရေးဒီလဲနဲ့ပြင်းချင်းနိုင်တယ်ဆိုတာကိုတက်တည်ပြနိုင်ခြင်းအဲ့စစ်တပ်ရဲ့ဗနက်ကင်တွေရဲ့အခန်းတံတားကိုချွတ်ဆန်းနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီနိုင်ငံရေး platform ပြန်ပြီးပေါ်ပေါက်လာဖို့အတွက်ဟောဒီမင်္ဂလာတောင်ကျွန်းမြို့နယ် ြည်သူပါတီရန်ကုန်တိုင်းဒေသကြီးရဲ့ရုံးရှိပလက်ဖောင်းမှာကျွန်တော်တို့ကျင်းပအဲ့ဒါဟာနိုင်ငံရေးပလက်ဖောင်းပြန်ပြီးတော့ပေါ်ပေါက်လာဖို့ကျေဝန်းလာဖို့အတွက်ဒါအတိတ်ကောင်းတစ်မိတ်ကောင်းပဲလို့ကျွန်တော်ကတော့မြင်တယ်